မင်္ဂလာပါရှင် ရှဲအကူမီဒီယာကကြိုဆိုပါရယ်မိုးနေမြို့နယ်အားကစားနှင့်ကာယပညာကောမဒီဥက္ကဋ္ဌဖလာ အသက်25နှစ်အောက်ကလပ်ပေါင်းစုံပိုက်ကျော်ချင်းပြိုင်ပွဲဖွင့်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ချန်ပီယံတောင်ပိုင်းနမ်ဆန်ခရိုင်မိုးနေမြို့နယ်၌2025ခုနှစ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားရက်ွက်ကြီးရွာအုပ်စုကလပ်ပေါင်းစုံအသက်25နှစ်အောက်ပိုက်ကျော်ချင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့ညနေ9:00ခွဲအချိန်ကမြို့နယ်ပြည်သူအားကစားကွင်းမိုးလုံးလီလုံးအားကစားရုံနေရာတွင်ကျင်းပပြုလုပ်ခဲ့ပါသည် ဥစွာအားကစားသမားများဘင်ခရအဖွဲ့နှင့်ဘဘွားအဖွဲ့များကတမန်နေရာများတွင်နေရာယူကြပြီးမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဦးဝင်းမြင့်အားစီရီပြမှုဦးဆောင်သောအားကစားသမားများကအလေးပြုခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဦးဝင်းမြင့်ကအဖွဲ့အမားစကားပြောကြားပြီးပြိုင်ဝင်ဝင်အားကစားသမားများကအားကစားသစ္စာအတိတ်ထံရဆူခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ထို့နောက်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဦးဝင်းမြင့်ကအခြေခံပညာထက်တန်းကြောင်းဤဘင်ခရယာနှင့်ဘဘွားအဖွဲ့အားဂုံပြူချီမြင့်ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားဖွင့်ပွဲပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါပြိုင်ပွဲတွင်အသင်းပေါင်းဆက်တဲ့င်းပါဝင်ပြီးပြိုင်ပွဲကို၃ရက်ကြာရှင်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဦးစီးအရာရှိဒေါ်နန်းသက်သန်းစုထံမှသိရှိရပါရဲ့ရှင်။